โอเคအားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ Google ကနောက်ဆုံးထွက်ထားတဲ့ Video AI Model တစ်ခုဖြစ်တဲ့ VEO 3ကို15လား free သုံးလို့ရမယ့်အကောင့်ကိုဘယ်လိုဖွင့်လို့ရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ VEO 3ကထုတ်ပေးတဲ့ဗီဒီယိုတွေက prompt ကောင်းရင်ကောင်းတယ်လို့အရင်က realistic ဆန်ပြီးမြန်မာလိုလည်းလုံးဝကိုအဆင်ပြေအောင်ပြောနိုင်ပါတယ်နောက်တစ်ခုက VEO 3မှာ text to video text to image အပြင် image to video လည်းရတာဖြစ်တဲ့အတွက်တခြား AI tool တွေကိုဈေးကြီးပေးပြီးထပ်ဝယ်စရာမလိုတော့ပါဘူးမင်္ဂလာပါတောသားတွေ မင်္ဂလာပါတောသားတယ်ပထမဆုံးအကောင့်ဖွင့်မှုအတွက် US region ရတဲ့ VPN တစ်ခုကိုအရင်ဆုံးချိန်ပေးရမှာဖြစ်ပါတယ်ပြီးရင် description မှာချထားပေးတဲ့ link ကို copy ယူပြီး Chrome browser မှာဝင်လိုက်ပါဒီနေရာမှာလူတိုင်းကတော့ကျွန်တော်အခုပြထားသလိုမျိုးပုံမှာမဟုတ်ပါဘူးတချို့အကောင့်တွေကကြတော့ this account is an eligible ဆိုပြီး error ပေါ်လာတာမျိုးရှိပါလိမ့်မယ်ဒီလိုပေါ်နေတယ်ဆိုလို့ရှိရင်ညာဘက်အပေါ်တောင်းကကိုယ့်ရဲ့အကောင့်နံပါတ်နဲ့ပုံလေးကိုနှိပ်ပြီးတော့မှာ အဲကိုမှရှိတဲ့ Google account တွေကိုတစ်ခုပြီးတစ်ခုပြောင်းချိန်ကြည့်ပါအဲ့လိုမှအကယ်၍မရခဲ့လို့ရှိရင် Google account အစ်တစ်ခုဖွင့်ပြီးတော့မှပြန်ဝင်ကြည့်ပါ Google account ဖွင့်တဲ့အခါမှာလည်း VPN ချိန်ပြီးဖွင့်ပါဝင်လို့ရသွားပြီးအခုလိုမျိုးပေါ်လာခဲ့ရင်အောက်မှာရှိတဲ့ verify student status ဆိုတာကိုနှိပ်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်တော့အောက်က email ဆိုတဲ့နေရာမှာ email ထည့်ပေးဖို့အတွက် e-tenme ဆိုတဲ့ website ကို Chrome မှာရိုက်ပြီးဝင်လိုက်ပါပြီးတော့ရင်အခုလိုမျိုး email လိပ်စာတစ်ခုပေါ်နေပါလိမ့်မယ်ဘေးနားကကျွန်တော်ပြထားတဲ့နေရာကိုနှိပ်ပြီးတော့မှ email ကို copy ယူပါမယ် ပြီးရင်ခုနနေရာကိုပြန်သွားပြီး copy ယူလာတဲ့ email ကိုထည့်ပါမယ်။ပြီးရင်အောက်မှာရှိတဲ့ verify ကိုနှိပ်လိုက်ပါ။ email verify လုပ်ဖို့အတွက် အရှိမဖွင့်ခဲ့တဲ့ item media ကိုပြန်သွားပါမယ်။ပြီးရင်အောက်ကိုနည်းနည်းဆွဲချလိုက်ပါ။ဒီ no reply google ဆိုတာလေးကိုနှိပ်ပြီးအောက်မှာရှိတဲ့ကနန်းချောင်းလုံးကို copy ယူပါမယ်။ပြီးရင်အရှိကကုတ်ထည့်ရမယ့်နေရာမှာပြန်သွားပြီးတော့မှကုတ်ထည့်လိုက်ပါ။ပြီးရင်အောက်က submit ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်အခုလိုမျိုး step trying ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါ ီနေရာရောက်ပြီဆိုရင်တော့ free ပေးထားတဲ့15လကျော်ရင်ငွေဖြတ်ဖို့အတွက် visa card တစ်ခုကိုချိန်ပေးရမှာပဲဖြစ်ပါတယ်။ visa card မရှိတဲ့လူတွေအတွက် ARP ထဲမှာ virtual visa card ရှောက်လို့ရပါမယ်။ကတ်ရပြီဆိုရင် add card ဆိုတာလေးကိုနှိပ်ပြီးကတ် number, expiry date, CVC number နဲ့နာမည်တို့ကိုထည့်လိုက်ပါ။ပြီးရင်အောက်က billing address ဆိုတာကိုနှိပ်ပြီး US ထားလိုက်ပါ။စစ်ကုတ်နေရာမှာကိုဗီဗီယန်ချိတ်ခဲ့တဲ့ US ကမြို့နာမည်နဲ့စစ်ကုတ်ကိုထည့်ပြီးတော့မှ save ကိုနှိပ်လိုက်ပါ။ပြီးရင်အောက်က set trial ဆိုတာလေးကိုနှိပ်ပါ။ ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ထည့်ထားတဲ့ visa card ကိုနှိပ်လိုက်ပါအောက်ဆုံးမှာရှိနေတဲ့ subscribe ဆိုတာလေးကိုနှိပ်လိုက်ပါမယ် error ပေါ်လာခဲ့ရင် နောက်တစ်ခေါက်ပြန်လုပ်ပါကျွန်တော်လည်းနောက်တစ်ခေါက်ထပ်လုပ်မှရသွားတာဖြစ်ပါတယ်လုံးဝအဆင်မပြေဘူးဆိုလို့ရှိရင်နောက်ကတစ်ခုကိုပြန်ပြီးတော့လုပ်ကြည့်ပါအခုလိုမျိုး subscribe ဆိုတာပေါ်လာခဲ့ရင်တော့ congratulation မှာအကောင့်ဖွင့်တာရသွားပါပြီအကောင့်ရပြီဆိုရင် video 3ကိုဘယ်လိုဆက်သုံးရမလဲဆိုတာကိုပြောပြပေးပါမယ်ဒီနေရာမှာဖုန်းနဲ့လည်းသုံးလို့ရလို့ကွန်ပျူတာနဲ့လည်းသုံးလို့ရပါတယ် ကျွန်တော်ကတော့ကွန်ပျူတာနဲ့သုံးရတာပူအဆင်ပြေတာဖြစ်တဲ့အတွက်ကွန်ပျူတာနဲ့ပဲဆက်ပြီးတော့မှ ပြသပေးပါမယ်။ဘာနဲ့ပဲသုံးသုံး USB VPN ကိုချိတ်ပြီးသုံးမှပဲရမှာဖြစ်ပါတယ်။ Chrome မှာ VO3 လို့ရိုက်ရှာလိုက်ပါ။အပေါ်ဆုံးမှာ Google DeepMind ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒီနေရာမှာ Google account ကိုခုန register လုပ်ထားတဲ့ account ကိုပြောင်းထားပေးရပါမယ်။ဒီလိုပုံစံပေါ်လာပြီဆိုရင်တော့ try gemini ဆိုတာနဲ့ try inflow ဆိုတာနှစ်ခုရှိပါတယ်။ try gemini မှာတစ်နေ့ကို video ၃ပုတ်ထုတ်လို့ရပါတယ်။ ဒီရောက်မှာ prompt ထည့်လို့ရတဲ့နေရာလေးရှိပါတယ် prompt ထည့်ပြီးသွားလို့ရှိရင် video ဆိုတာလေးကိုနှိပ်ပြီးရင် enter ကိုနှိပ်လိုက်ပါခဏတော့စောင့်ပေးရပါတယ် okay ရပါပြီနောက်တစ်နည်းဖြစ်တယ် flow ထဲမှာထပ်ပြီးတော့သုံးပြပေးပါမယ်စာရင်ဆိုတာလေးကိုနှိပ်ပြီးခုန register လုပ်ခဲ့တဲ့ gmail account ကိုရေးထားပေးရပါမယ် flow ရဲ့ကိုရောက်ပြီဆိုလို့ရှိရင် new project ဆိုတာကိုနှိပ်ပြီးတော့မှ video တွေထုတ်လို့ရပါပြီ flow မှာ video ထုတ်မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီး video 3ကိုရေးထားပေးရပါမယ် video 2ကတော့အတန်မပါပါဘူး Mayday Mayday we've lost all power We're going down I can't အခုကျွန်တော်ပြောထားတဲ့အတိုင်းတဆင်ချင်းစီကိုလိုက်ပြီးတော့မှဆန်းလုပ်ကြည့်ကြပါအဆင်မပြေတာရှိလို့ရှိရင် comment မှာရေးထားခဲ့လို့ရပါတယ် ဒီဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေတို့အနေနဲ့အသုံးဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုပြန်ပြီးတော့ကူညီတဲ့အနေနဲ့ကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ပြီးပို့လဲတောင်းဆိုလိုက်ပါရစေ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။